တိတ်ဆိတ်ချင်းရဲ့စွမ်းအားတိတ်ဆိတ်နေချင်းကတင်းရဲ့စွမ်းအားဖြစ်လာမဲ့အချိန်ခုနှစ်ချိန်ဒေါသထွက်နေတဲ့အချိန်ခဏလောက်ရပ်ပြီးအသက်သွအောင်ရှိုးပါ နောက်မှရမယ့်နောက်တမျိုးကိုရှောင်ပါဒေါသကြောင့်မရည်ရွယ်ပဲလွတ်ကနေပြောထွက်သွားနိုင်ပါတယ်။ဆက်ကြောင်းကုံစင်မတိသေးခင်အရင်နားထောင်ပါ။ပြေးမှပြောပါ။အဖြစ်အဆုံမတိပဲပြောမိရင်တစ်ဖက်လူကိုနားလည်မှုလွဲသွားစေနိုင်ပါတယ်။ တယောက်ယောက်စကားပြောနေချိန်နားထောင်ပေးတဲ့အလက်အကျင့်ကိုမွေးမြူပါ စကားဖြတ်ပြောခြင်းကမလဲစားသလိုဖြစ်စေတယ်တိတ်ဆိတ်နေရမယ့်အချိန်တခါတလေတိတ်ဆိတ်နေခြင်းကစကားထက်ပိုပြီးထိရောက်တယ်တစ်ဖက်လူကိုစာနာမှုနဲ့လဲစားမှုရှိကြောင်းပြတယ်တင်တာပါဖြစ်လို့ဖြစ်ခြင်းမှမသိသေးချိန်ခဏစဉ်းစားပါငါစဉ်းစားဖို့အချိန်လိုတယ်လို့ပြောလို့ရတယ်စိတ်ဖြစ်စီမှုများတဲ့အခြေအနေတွေမှာ အတွဲတွေကိုခဏရပ်ပြီးစဉ်းစားပါတိတ်ဆိတ်နေခြင်းကပညာရှိရာကိုပြတယ်တိတ်ဆိတ်နေခြင်းကအဖြစ်ဖြစ်နေခြင်းတခါတလေစကလုံးနဲ့ဖြည့်ရှင်းလို့မရတဲ့အရာတွေရှိတယ်သင်ရဲ့တိတ်ဆိတ်နေခြင်းကအကောင်းဆုံးအဖြစ်ဖြစ်နိုင်တယ် thank you